အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်ကထုတ်လုပ်ထားသော electronic မဲပေးစာများကိုမဲခိုးမဲလိမ်နိုင်သည်ဟုပြောဆိုပါကချက်ချင်းဖန်ဆီးအရေးယူရန်ညွှန်ကြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် အချံဖက်စစ်တပ်ကထုတ်လုပ်ထားသော electronic မဲပေးစံများကမဲခိုးနိုင်ပြီးမဲပေးမှုမမှန်ကန်နိုင်ဆိုသောပြောဆိုမှုများနှင့်လူမှုကိုရက်တွင်ရေးသားဖြန့်ဝေမှုများပေါ်ပေါက်လာလျင်ချက်ချင်းဖမ်းဆီးအရေးယူမှုများဆောင်ရွက်ရန်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကတပ်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ကိုညွှန်ကြားထားကြောင်းသိရပါသည်။ အကြံပေးစစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့စတင်ကျင်းပမယ့်2025ရွေးကောက်ပွဲတွင် electronic မဲပေးဆက်များကိုအသုံးပြုမည်ဖြစ်ပြီးတနိုင်ငံလုံးအတိုင်းအတာဖြင့်မဲပေးဆက်အနည်းဆုံး9000ကိုအသုံးပြုမည်ဖြစ်ကြောင်းရင်းမဲပေးဆက်များမှာစစ်တပ်ကအ धिक တာဝန်ယူထုတ်လုပ်နေခြင်းဖြစ်ပြီးရင်းဆက်များမှာမဲမတမမှုလှုပ်ရန်မဖြစ်နိုင်ကြောင်းထို့ကြောင့်မဲပေးဆက်များဖြင့်မဲခိုးနိုင်သည်ဟု၎င်းစန္နာမဲများကိုမှတ်မှတ်မကန်လှုပ်ဆောင်မည်ဟု၎င်းပြောဆိုမှုများနှင့်လူမှုကွန်ရက်တွင်ရေးသားမှုများကို ဖော်ထုတ်အရေးယူရန်ညွှန်ကြားလာကြောင်းသိရှိရပါသည်။မဲပိဆက်တွေကအရန်တိကျပြီးတော့မဲရည်တွက်မှုနဲ့ရလဒ်ကိုချက်ချင်းထုတ်ပြန်နိုင်တယ်။အဲဒါကြောင့်မဲပိဆက်ကိုမဲခိုးနိုင်တယ်၊မဲလိနိုင်တယ်လို့ပြောဆိုတာတွေလူမှုကွန်ရက်မှရေးသားတာတွေကိုရွေးကောက်ပွဲဥပဒေနဲ့အရေးယူဖို့ညွှန်ကြားတာရှိပါသည်။မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့နှီးဆက်သောသတင်းရင်းမြစ်ကပြောဆိုပါသည်။ထို့ပြင်ရွေးကောက်ပွဲကာလအတွင်းမဲပေးဆက်ဖြင့်မဲပေးရာတွင်မဲပေးချက်ဖော်ပြသည့်ဆက်မှပြသသည့်ဆန္ဒမဲဖြတ်ပိုင်းတွင် ိမိမဲပေးထားသည့်လွှတ်တော်ကိုယ်စားလှယ်လောက်အမည်နှင့်သင်္ကေတအမှတ်သားမဟုတ်ဖဲအခြားလွှတ်တော်ကိုယ်စားလှယ်လောက်အမည်နှင့်သင်္ကေတအမှတ်သားကိုမှာရွင့်ဖော်ပြသည်ဟုမမှန်မကန်တိုင်ကြားလျင်ထောင်တန်း၃နှစ်သို့မဟုတ်ငွေရန်၃သိန်းသို့မဟုတ်ဒဏ်ရရလုံး၆မှတ်နိုင်ကြောင်းလွှတ်တော်ရွေးကောက်ပွဲဥပဒေများတွင်ပြဋ္ဌာန်းထားပါသည်။မဲပေးဆက်နှင့်ပတ်သက်လို့မမှန်မကန်ပြောတာတွေကိုလုံးဝသီးမခံဘူးလို့ပြောတယ်။မဲပေးဆက်ဆိုတာအရန်တိကျမှန်ကန်တယ်လို့အစမ်းမဲပေးလေးချက်ပွဲမှာကော်မရှင်လူကြီးကပြောတယ် မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်မဲပေးဆက်နဲ့ပတ်သက်လို့မမှန်မကန်တာတွေမပြောဖို့တင်နန်းမှာသတိပေးတယ်ဟုမဲပေးဆက်အစံလေးကြည့်ရေးပွဲတို့တင်နန်းတက်ခရရသောအထက်တန်းကျောင်းဆရာမတအူကပြောပါတယ်အကြံဖတ်မင်းအောင်လိုက်သည်အီလက်ထရောနစ်မဲပေးဆက်များသည်တိကျမှန်ကန်ပြီးမဲလိန်နှင့်မဲမတက်မှမှုများမဖြစ်နိုင်ကြောင်းမကြာခဏစုသလိုထုတ်ဖော်ပြောဆိုလေးရှိပါတယ်ဆလဘီစစ်တောင်းထိုးပြီးပြန်လာသည့်စစ်အုပ်စုကားများကိုတရက်မင်းလာလန်ပိုင်းတွင်ခြုံခိုတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ် မကွေတိုင်းတရက်မင်းလာလန်ပိုင်မှာကျေးရွာများကိုစစ်ကြောင်းထိုးပြီးပြန်လာတဲ့အကြံဖက်စစ်ကားတန်းကိုခြုံခိုးတိုက်ခိုက်ရာကားပေါ်ပါလာတဲ့စစ်ကော်မရှင်တပ်သား6ယောက်တေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ73ယောက်ရှိခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USPA ပြန်ကြားရေးတာဝန်ခံကိုတာချိုကသတင်းဌာနကိုပြောပါတယ်။အော်တိုဘာလ2ရက်မနေ့ညပိုင်းမှာအထက်မင်းလာမြို့နယ်လင်းကဲရေစခန်းအနီးတဝိုင်းခြေရွာရီစီစစ်ကြောင်းထိုးပြီးပြန်လာတဲ့အင်အားတရာခန့်ပါစစ်စိမ်းရောင်ဖောကားလေးစီကိုတရက်မင်းလာလန်ပိုင်ရဲ့ တဟက်ပင်ရေနံမော်အနီမှာ USPA တပ်ဖွဲ့ဝင်တွေက3မိနစ်တာချုံကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တော်လရေးတပ်ဖွဲ့ဝင်တွေဘက်ကအသင်းဆောင်ကြိုပြီးလက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့တာကြောင့်3မိနစ်တာပြစ်ခတ်မှုအတွင်ကားပေါ်ပါလာတဲ့အကြမ်းဖက်စစ်သားတွေဘက်ကပြန်လည်ပြစ်ခတ်နိုင်တာမျိုးမရှိဘဲထိခိုက်သေးဆုံးမှုတွေသာရှိခဲ့ပါတယ်။ဒါပေမဲ့ပြစ်ခတ်နေစဉ်အတွင်းတိုက်ပွဲနေရတဲ့အရက်သားကုန်တင်ကားတစ်စီးဝင်ရောက်လာတာကြောင့်အနောက်အရှက်ဖြစ်ခဲ့ရကြောင်းနဲ့ကားကိုရှောင်ပြီးပြစ်ခတ်ခဲ့ရတယ်လို့လည်း ပမာပြည်ကာကွယ်ရေးတပ် USBA ပြန်ကြားရေးတာဝန်ခံကိုသာချိုကပြောပါရယ်အချံပတ်စစ်ကော်မရှင်တပ်သားတွေဟာအထက်မင်းလားမြို့နယ်လင်းကဲရဲစခန်းအနီးပတ်ဝန်းကျင်ရွာတွေကိုပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းညာအိတ်စစ်ကြောင်းတွေထိုးနေခဲ့ပြီးကာပါစနှစ်မလုံကိုပြန်လည်ဆုတ်ခွာလာရမှာအခုလိုတိုက်ခိုက်ခံရတာဖြစ်ပါရယ်စစ်ကော်မရှင်ကားတွေဟာတိုက်ခိုက်ခံရတဲ့နေရာကနေရက်တက်ခြင်းမရှိဘဲတဟပ်ပင်ရေနံမော်ရောက်တဲ့အထိအရှိန်မြင့်မောင်းပြေးခဲ့ပြီးရေနံမော်ရောက်ကမှလက်နက်ကြီးတွေနဲ့ ကောင်တာပြန်လည်ပြစ်ခတ်တာမျိုးတွေလှုံ့ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ကပါစာနှစ်ရှိရာကိုပြန်ရလန်းတစ်လျှောက်မှာလဲမင်းမင်းမြင်ရရန်တန့်ပြစ်ခတ်သွားတယ်လို့ထိခိုက်သေးဆုံးသူတွေကိုကပါစာနှစ်ထဲမှာပဲကျိတ်ပြီးကုသနေရတယ်လို့လဲဗမာပြည်ကာကွယ်ရေးတပ် USPA ပြန်ကြားရေးတာဝန်ခံကိုသာချိုကပြောပါတယ်။အထိနာသွားတဲ့အကြံဖက်စစ်ကော်မရှင်ကတိုက်ပွဲဖြစ်ပွားရာ တဟပ်ပင်ရေနံမော်အနီးနာကိုစစ်ကြောင်းထိုးတာလေကြောင်းတိုက်တာမျိုးတွေလှုပ်ဆောင်နိုင်တာကြောင့်အရက်သားတွေအနေနဲ့ကြိုတင်ပြင်ဆင်တဲ့နယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USPA ကထုတ်ပြန်ထားပါတယ်တိုက်ခိုက်ခံရတဲ့နေမျိုးကိုမကြခင်စစ်ကြောင်းထိုးပြီးနေမျိုးလာရှင်းမယ်ဆိုပြီးအပြန်လန်းတလျှောက်ကစစ်တပ်ထောက်ခံအားပေးသူတွေကိုအားပေးစကားပြောသွားပါတယ်အခြားဒေသခံတွေကတော့တွေးကြသေးတာပေါ့ဆိုပြီးချိန်မောင်းသွားပါတယ်လို့ပြန်ကြားရေးတာဝန်ခံကုသချူကသတင်းဌာနကိုပြောပါတယ် ဒါပြင်ခရီးသွားပြည်သူတွေအနေနဲ့အကြံဖက်စစ်အုပ်စုကားတန်းတွေနဲ့မီတာ300အတွင်းအနီးကပ်လိုက်ပါတာမျိုးလုံးဝမလုပ်ကြဘူးနဲ့ပြစ်ခတ်တန်းတွေကြားရင်ဘေးကင်းရရက်မှာပဲခိတရရနာပေးထားကြဖို့သူကတိုက်တွန်းထားပါတယ်။စမိုက်တဲ့ရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။